စနေသားသမီးပိတ်ဆွေများအလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်ကို2025ခုဆယ်လပိုင်းအောက်တိုဘာလအတွက်ကိုတလစာဗီဒီယိုဟောစနာဝကြပြမှာဖြစ်ပါတယ်ကျွန်တော်ဒီဆယ်လပိုင်းဆိုတဲ့ကာလအောက်တိုဘာလဆိုတဲ့ကာလကကျွန်တော်မြန်မာအနေနဲ့ဆိုရင်သတင်းကျွတ်ကာလဖြစ်ပါတယ်မိုးလေကင်းလို့သတင်းကျွတ်ကာလဖြစ်ပါတယ်အဲ့တော့အလူတန်းကိစ္စတွေမင်္ဂလာပွဲကိစ္စတွေနဲ့အထူးအင်မတန်ပါပဲမင်္ဂလာရှိတဲ့ကျက်တည်ရှိတဲ့လတလဖြစ်ပါတယ်လူကြီးမိဘတွေပူဇော်ကြော်ခြင်းနော်ယေရှုတရားတွေကိုအောက်မေ့တရားခြင်း ဘာသာရေးဆိုင်ရာအခမ်းအနားတွေမင်္ဂလာရှိတဲ့အခမ်းအနားတွေပြုလုပ်ပြီးတော့ပျော်ပွဲရှင်ပွဲတွေပြုလုပ်ကြတယ်လားအောက်ပွဲသင်္ကန်းတွေကောင်းမွန်ပေါ်ထွက်လာပြီးတော့လုပ်ငန်းကိုင်ကန်ခွင့်လန်းတွေပေါ်ပေါက်လာတတ်တယ်ပေါ်များလာတတ်တယ်ကာလဖြစ်ပါတယ်အဲ့တော့ဒီလိုပျော်ရွှင်စရာကြည်နူးစရာကောင်းတဲ့ဒီသတင်းကျွလဆယ်လပိုင်းဆိုတဲ့ကာလမှာစနေသားသမီးတွေအနေနဲ့ဟာထူးထူးခြားခြားအပြောင်းလဲတွေဖြစ်တတ်တဲ့လာတတာဖြစ်ပါတယ် နောက်ဆုံးမိမိရဲ့ဒီအတွင်းစိတ်ခံယူချက်တွေအစအပြောင်းအလဲတွေဖြစ်လာတတ်တယ်။ဒီချိန်ကာမျိုးမှာစနေသားသမီးတွေအတွက်ကလည်းကောင်းသောပြောင်းလဲခြင်းတွေကြုံတွေ့ရမယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်။အလောက်ကင်နေဆိုရင်လည်းအတွင်းထဲကနေဌာနထဲမှာဘုပ္ပတိပြနေရာပြောင်းရတာမျိုးတွေအိယာပြောင်းရွှေ့ရတာမျိုးတွေကြုံတွေ့ရတတ်တယ်။အဲ့လိုပြောင်းရွှေ့ခြင်းပြောင်းလဲခြင်းတွေကကောင်းသောပြောင်းလဲခြင်းတွေဖြစ်မယ်။နော်။အဲ့တော့အတွင်းပြောင်းလဲခြင်းဆိုတဲ့နမိတ်ဖြစ်ပါတယ်။ တော့ဒီချိန်ကာမျိုးမှာနာမည်ကုန်သတင်းတွေတိုးတက်လာတယ်ဆယ်လာပိုင်းတည်းကလာမှာနာမည်ကုန်သတင်းတွေတိုးတက်လာတဲ့ရာထူးတိုးတာလာတာတိုးတာမျိုးတွေကျွန်တော်တွေ့ရတဲ့အဲ့တော့ငွေကြေးကိစ္စတွေမှာတော့ငွေတွေကတစ်ဖက်ကနေရသလိုတစ်ဖက်ကနေလည်းပြန်ထွက် ပြန်ကုန်တွေရတယ်ပါတယ်အထူးသဖြင့်ဟိုထွက်ထားတဲ့ငွေတို့ထွက်ထားတဲ့ရွှေတဲ့ပစ္စည်းထွက်ထားတဲ့ပစ္စည်းတွေပြန်ဝင်လာတတ်တယ်เนาะထွက်ထားတဲ့ပစ္စည်းတွေပြန်ဝင်လာတတ်တယ်အဲ့လိုပဲလူတွေပါလေဆိုရင်လည်း ကိုကြီးကထွက်သွားတယ်ပြန်ရောက်လာတတ်တဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုကြီးကထွက်သွားတဲ့အရာတွေကိုရှိဦးပြန်ရောက်လာတတ်တယ်ဆိုတဲ့နမိတ်ကောင်းသောရောက်ရှိခြင်းပေါ့နော်အဲ့တော့ဒီချိန်ကာလမျိုးမှာလုပ်ငန်းကိုင်ငန်းတွေတိုးချဲ့လို့ရတယ်အလုပ်ကိုင်ခွင်လန်းတွေလုပ်ငန်းကိုင်ငန်းအသစ်တွေအားလည်းပေါ်ပေါက်လာတတ်တယ်အကြီးအကဲတွေရဲ့ဆရာသမားတွေရဲ့မိတ်ဆွေပေါင်းတွေနဲ့ကိုကြီးမားစားမှုကိုရတတ်တယ်အဲ့တော့ရွှေတဲ့ပစ္စည်းတွေဝင်ကိန်းရှိတယ်ငွေလည်းဝင်ကိန်းရှိပါတယ် ဲ့တော့အထူးသဖြင့်ဒီချိန်ကမျိုးမှာစက်ပစ္စည်းအစ်စ်တွေဝင်လာတတ်တယ်အဲ့တော့ဆန်စီစေစာကိစ္စတွေအင်္ဂါနာနဲ့ပတ်သက်တဲ့ကိစ္စတွေဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအထူးအဆင်ပြေအောင်နေမယ်ဆန်စီစေစာကိစ္စတွေအထူးအဆင်ပြေမယ်စက်ပစ္စည်းတွေဝင်လာတတ်တယ်စာအုပ်စာတန်းတွေလက်ဆောင်ရတတ်တယ်အရေးကြီးတဲ့စာချုပ်တွေလက်မှတ် ရေးထိုးရတတ်ပါတယ်ဒီချိန်ကမျိုးမှာအဲ့တော့စနေသားသမီးတွေအနေနဲ့ကဒီချိန်ခါမျိုးမှာလုပ်ငန်းတွေအပြောင်းအလဲတွေဖြစ်မယ် ကောင်းသောပြောင်းလဲခြင်းတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအနေနဲ့ကလည်းအိမ်ပြောင်းအလုပ်ပြောင်းနေရာပြောင်းနေရာလည်းကောင်းမွန်နေတယ်အဆင်ပြေမယ်လို့တွေ့ပါတယ်ကိုကပြောင်းကျင်နေတယ်ဒီနေရာကနေပြီးတော့အလုပ်ပြောင်းကျင်တာပဲဖြစ်ဖြစ်အိမ်နေရာပြောင်းကျင်တာပဲဖြစ်ဖြစ်အဲ့လိုပြောင်းကျင်နေတယ်ဆိုရင်လည်းရေရတင်ပြောင်းလိုက်ပါကောင်းသောပြောင်းလဲခြင်းဖြစ်ပါနိုင်မယ်အဲ့လိုပဲဒီချိန်ခါမျိုးမှာကခྱི་ဝေးတွေခྱི་ကိစ္စတွေပေါ်ပေါက်လာတတ်တယ်အဲ့ခྱི་ကိစ္စတွေကလည်းကောင်းသောခྱི་ကိစ္စတွေဖြစ်ပါလိမ့်မယ် အနေငယ်တတိထားမဲ့ကိစ္စတွေအရမြေကိစ္စအနေငယ်စိတ်နှောက်ချက်ဖြစ်ရတဲ့တဲ့မြေနဲ့ပတ်သက်တဲ့ကိစ္စတွေနော်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေငယ်အဖူးထိလေးတွေဖြစ်တတ်တယ်ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့အခက်မတင်ရင်နန်းခွဲရတဲ့တဲ့ဒီချိန်ကမျိုးမှာအမျိုးသမီးတူမိန်းမတူကိုအကြောင်းပြုပြီးတော့စိတ်နှောက်ချက်ဖြစ်ရတဲ့တဲ့အဲ့ဒီမျိုးသမီးကကိုရှင်မျိုးတွေရလည်းဖြစ်တတ်တယ်တခြားတစ်စိမ့်နဲ့ရလည်းဖြစ်တတ်ပါလေအော်ဒီချိန်ကမျိုးမှာ စနေသားသမီးတွေအနေနဲ့အခြေရေးကိစ္စတွေမြေတားရေးကိစ္စအိမ်တော်ရေးကိစ္စတွေကလည်းအထူးကံနေကောင်းလာမှာဖြစ်ပါတယ်မိမိရဲ့အခြေရေးမိမိရဲ့အိမ်တော်ရေးမှာအခုတတိထားမှာဂျားတွေကနေမိမတူအမျိုးသမီးတူဟာဝင်ပြီးတော့အဲခလောက်ဆန္ဒမျိုးတွေကြုံတွေ့ရတဲ့နော်ဂျားတဲ့အကိုအနောက်ရှက်ပေးလာတာမျိုးတွေဖြစ်တတ်တယ်ဒါတတိထားမှာဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးအနေနဲ့ဆိုရင်စနေသားသမီးတွေဒီချိန်ခါမျိုးမှာ one byte နဲ့ပတ်သက်တဲ့ကျမ်းပါရည်တွေတတိထားမှာဖြစ်ပါတယ်။နောက်တစ်ချက်ကဖုံးတွေပါဒီပြက်တာတို့ဖုံးမှန်ကွဲတာတို့ဖုံးပြောက်တာတို့ဖြစ်တတ်တယ်။နော်တတိထားမှာမျက်မှန်ကွဲတာတို့နော်မျက်မှန်ဂိုင်းကျိုးတာတို့မျက်မှန်အစ်စ်လဲရတာတို့ဖြစ်တတ်ပါတယ်။ဒါတတိထားမှာအချက်တွေဖြစ်ပါတယ်။အော်ဒီချိန်ကမျိုးမှာကျမ်းပါရည်ကတော့အထွေထူးဆုံးရင်ကြမရှိဘူး။နောက်တစ်ချက်ကရေနဲ့နီးတဲ့အရက်တွေတာတွေကိုခยีထွက်ကားတတ်တယ်။မြစ်တို့ချောင်းတို့ကန်တို့နော် ဲ့လိုရင်းနေနီးတဲ့ရက်တွေတားတယ်ခရီးထွက်ကြတာမျိုးတွေခရီးသွားတာမျိုးတွေကြုံတွေ့တတ်ပါတယ်။အော်ဒီချိန်ကာလမျိုးမှာအကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်လေးတို့နော်လေးတို့၃တို့အဲ့လိုကဏ္ဍလေးအကျိုးပေးပါတယ်စနေသားသမီးတွေဒီဆယ်လာပိုင်းဆိုတဲ့ကာလတစ်လလုံးမှာအဲ့တော့အကျိုးပေးတဲ့အရာကတော့နင်းညိုရောင်နင်းညိုရောင်အကျိုးပေးပါတယ်။အော်စနေသားသမီးတွေနေနေကဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာကံနေကောင်းလက်တွေပွင့်ဖို့ဆိုရင် မိမိအိမ်ဖျားမှာဈီးဖြော်ရည်တော့မဟုတ်စီထမင်းလှူဒန်းခြင်းအဖြစ်တလာလုံးကံတွေကောင်းလက်တွေပွင့်လာမှာဖြစ်ပါတယ်အလောက်ကံအကျံစီတွေအောင်မြင်လာမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေစနေသားသမီးများလုံးအစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။အဘေးဘရာဝေးကွာကြပါစေ။ဆယ်လာပိုင်းတစ်လလုံးမှာအကံတွေကောင်းလက်တွေပွင့်ကြပါစေ။